ထုံးကောဘမှာကရုံးမျိုးစုံရှိပါတယ်ဂျပန်ကရုံးအမေရိကန်ကရုံးပတ်ကရုံးအမျိုးမျိုးပြဒီကရုံးတွေအကြောင်းတော့အတော်များများသိကြမှာအခုပြောပြမှာကစပါတန်ကရုံးဒီဘုတ်ကအရင်ဗီဒီယိုနဲ့နည်းနည်းတော့ပါပါမယ်တကယ့်မီသိုလော်ဂျီအကြောင်းမျိုးပဲကော့အော်ဝါရဲ့စတိုရီတိုင်းကိုကြားရဖို့ရှိနေရမှာလို့โอเค let's go အဲအလုံးစား primordial တွေကကဘာကြီးကိုဖန်ဆင်းလိုက်ပါတယ် primordial ဆိုတာခေါရီနဲ့ titan တွေကိုခေါ်တာပါသူတို့မတည့်အောင် မနေ့ဆို10နှစ်ကြာအောင်ရန်ဖြစ်ပါနောက်ဆုံးကိုရီနိုင်သွားပါကိုလာမက်စတောင်မှာဘုံမိတ်မန်ဆမ်းမြန်းကြတာပေါ့ဒီကိုရီရဲ့ဘီရင်ကတော့ဆုစ်ပါဂလူးနဲ့ပဲရာစုနှစ်တည်ကြာသွားပါကိုရီအမှုထမ်းုံနဲ့ဖြော်ပြရေးခန္ဓာအတွက်လူသားတွေကိုဖန်တီးခဲ့ကြပါတယ်။မကြပါဘူး။ကယ်လစ်ဒိုအမီယာစပါတန်သူလေးကိုဆူးစတယောက်တော်ကောက်ပါတယ်။အကျိုးဆက်ကတော့တန်းနှစ်ယောက်ဖွားမြင်လာတာပါ။ဒီမိုစ်နဲ့ခရီတိုစ်လိုအမီရပါတယ်။ သူတရရောက်ကသူ့ကိုတေချာပေါင်းနန်းချမယ်ဆိုရဲရှေဟော့ကင်းကြောင့်ဆူးစတရောက်ဒီမော့စ်ကိုပြန်ပေးဆွဲတော့ပါကျန်ခဲ့ကလေးကကျွန်တော်တို့ဆက်လိုက်ကြီးကတုံးပါဘလူးနဲ့ဂရုံးတရအရွယ်ရောက်လာပါမိမရလို့ကလေးတရတောင်ချီနေပြီဗျရာလူကြတဲ့အကျန်းစားစပါတန်စစ်တပ်ရဲ့စစ်သူကြီးဗျဒီချိန်မှာတော့ဘာဘီရီယန်နေနဲ့ခြားစပါတန်တွေမရှိမလားခံလိုက်ရပါဘာဘီရီယန်ခေါင်းဆောင်ကသူ့ကိုတတ်ခံပြီးဂရုံးတရအကြံတစ်ခုရသွားပါစစ်နယ်ဖျားအေရစ်ကိုတိုင်တယ်လိုက်တာပါအေရစ်ငါ့ရန်သူတွေကိုချေမှုန့်ပေးပါအ ငါမင်းစီအမှုထမ်းပါမယ်အဲ့မှာအသက်ဖြတ်ကြိုက်တဲ့ Aris ကသဘောတူပြီးဘာဘေးရန်ကိုရှင်းပြလိုက်ပါအဲ့ချိန်အစားပြီးဂရုံးတယောက် Aris ရဲ့အမှုထမ်းလေးဖြစ်သွားတာပေါ့ဗျာတနေ့တော့ဂရုံးကစပါတန်စစ်တပ်ကြီးရော်တယောက်ဝင်းတိုက်ပါတယ်အဲ့ဒါမှာဂရုံးရဲ့မိန်းမနဲ့ကလေးကို Aris ကဂရုံးမသိအောင်တိတ်တယ်လေးထားသွားပါဆိုတော့ဂရုံးတယောက်သူ့မိသားစုသူ့ကိုယ်တိုင်တတ်မိသွားတာပေါ့ဂရုံးနာကျင်သွားပါပြီ Aris ကိုလက်စားချေဖို့ပဲသူ့စိတ်ထဲရှိပါတော့တယ်ဘိုင်းမသူ့အတာမန်သူကို Aris ကနဲ့ဖျားအတိအကျပြောရရင်စစ်မဲ့ဖျား ခေါ်ပါအကျန်ဆိုင်ပြီးတော့ Aries ကို6အောင်ဆိုကော်နီနီပါဝါရှိမှဖြစ်မှာဗျဘလုံးတရားကိုအခြား Olympus နဲ့ဖျားရီစီမှာ7နှစ်တာအမှုထမ်းပြီး Aries ကိုဖြုတ်ချရတဲ့နေရာမှာသူ့ကိုအကူအညီပေးဖို့မျှော်လင့်ခဲ့ပါကန်တရားကဒုံးဘက်မှာနဗျာမအတီနာအကျန်လာပေးပါပန်ဒိုရာပေါက်ကိုရှာကဒုံးတရားတုံဆိုင်မနေပါဘူးပန်ဒိုရာပေါက်ရှာပြီးတန်းဖွင့်လိုက်တာပေါ့အဲ့မှာခေါ်တရားလို့ပါဝါရီရသွားပြီး Aries ကိုတက်မြင်လိုက်ပါဆိုတော့ခေါ်အော်ဝါဆိုရဲဘွဲကဂရုံးအတွေဖြစ်သွားပြီပေါ့ဗျာ ခေါ်အောင်ဖြစ်သွားပြီမယ်ဘဝမမိပါဘူးသူညီဒီမို့စ်ကိုရှာပုံတော့ဖွင့်ပါဒီမို့စ်တရားငရဲမှာထောင်ကျနေတာ10နှစ်လောက်ရှိပါသူညီကိုပြန်ကင်နိုင်ငံနီးမှာပဲပြေမင်းနဲ့ဗျာတနတ်တို့စ်ကဒီမို့စ်ကိုတတ်လိုက်ပါတနတ်တို့စ်လည်းမကြပါဘူးကတုံးလက်ချက်နဲ့သေးပါတယ်ဒီစားကြမှာမဖြစ်တင်နိုင်မဖြစ်အောင်ဘီအန်ဂျီဇုစ်ကကတုံးကိုပြောပါသူ့စီမှာအမှုထမ်းမှုကတုံးကလည်းတခါလေးညင်းလိုက်ပါတယ်ဇုစ်ကလည်းပြက်တယ်ဗျကတုံးကိုတန်တာဖုန်းနဲ့ပြစ်လိုက်ကတုံးတယောက်သေးပြီအန်ဒါဝေါ်မြောက်ကပါစီရောက်သွားပါ တီးသွားတဲ့ဂရုံကိုတိုက်တယ်မာကြီးခံရကအသက်ပြန်းသွင်းလိုက်ပါတယ်။ဂရုံစိတ်တဲ့တစ်ခုပဲရှိပါတော့တယ်။ဆုစ်ကိုတက်ဖြုတ်ဖို့ပါ။အန်တဝေါ်မှာရောက်နေတဲ့အချိန်ဂရုံတယောက်ကံကြမ္မာညီမတွေရဲ့ဖះကြောင်စီသွားပါတယ်။ညီမတွေရဲ့ကံကြမ္မာကျိုးတွေတုံးပြီးဂရုံတယောက်အချင်းခီးသွားခဲ့ပါတယ်။ဆုစ်တယောက်သူ့ကိုမတက်ခင်အချင်းစီပြန်သွားတာပါ။သူကဥအောင်ချကိုအစီအစဉ်နဲ့ပါ။ညီမဆုစ်တမီအဒီနာကဂျားရီယာဝင်လိုက်လို့ဆုစ်မတည်ပဲအဒီနာသေးသွားပါ။မြန်မာဇလန်းဆန်ဆန်ကံကြီးသွားတဲ့ဆုစ်ပါ။ဒါနဲ့ဂရုံတယောက်ထပ်ပြီးအချင်းခီးသွားပါ ဒီတခါတော့ကဘာဦးအစခေါ်ရင်းနဲ့တိုက်တန်တွေဆင်မဖြစ်ခင်အချိန်စီရောအဲ့မှာတိုက်တန်ကြီးတွေကိုလက်ရှိအချိန်စီခေါ်ချလာပါပြီးတော့ Olympus တောင်စီချီတက်ပြီးခေါ်ရင်းနဲ့ချကြပါအဲ့ဒီမှာ Olympian God တယောက်ချင်းစီကိုဘယ်လုံးတယောက်တည်းတီးပြပါနောက်ဆုံး Boss Fight ကတော့ဆရာကြီး Zeus ပေါ့လုံးဝ Zeus တည်းရဲ့အထိလက်သီးနဲ့ထိုးခဲ့တာပါဒါရီကုံပြီးမှတော့သူ့အပြစ်တွေခံယူတဲ့အနေနဲ့ဂရုံးတယောက်သူ့ကိုယ်သူအဆုံးစီရင်ပါဆိုတော့ Greek God ရင်းနဲ့ဂရုံးဇလန်ကပြီးသွားပြီဗျဒါမှမဟုတ်တီးလာဗျတကယ်တော့ဂရုံးမတည်ခဲ့ပါဘူး